2010တုန်းကစစ်တပ်ကြောထောက်နောက်ခံပြုပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကပါတီဝင်ကတ်တွေ white ကတ်တွေထုတ်ပေးပြီးရခိုင်မှာရှိတဲ့မွတ်စလင်တွေကိုစီယုံသိမ်းသွင်းခဲ့ပါတယ်။ဒါပေမဲ့ USDP အာဏာရလာတော့တတိကဝတ်တွေကိုဖျက်ပစ်ခဲ့တာကြောင့်မချေမလဲဖြစ်လာပြီးရခိုင်နဲ့မွတ်စလင်ကြားလူမျိုးရေးဘာသာရေးမိထိုးပေးခဲ့လို့ရခိုင်မှာအရေးအခင်တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ မွတ်စလင်နဲ့ရခိုင်ဒုက္ခသည်စခန်းတွေပေါ်ပေါက်လာခဲ့ပြီးရခိုင်ဒုက္ခသည်တွေရက်ရွာပြန်ခွင့်ရခဲ့ပေမဲ့မွတ်စလင်ဒုက္ခသည်တွေတော့ရက်ရွာပြန်ခွင့်မရကြပါဘူးတခြားရက်ရွာကမွတ်စလင်တွေလည်းမြို့ပြနဲ့တခြားနယ်တွေကိုသွာလာခွင့်မရှိတော့ပါဘူး2019မှာပြဒနာကအစိုးရအဆုံးအစင်ရောက်သွားပြီးမွတ်စလင်များစွာအသက်ခံရမှုဒေဆုံးမှုအိုးအိမ်များမိရှုဖြစ်စီခံရမှုတွေကြောင့်တိုင်းနဲ့ချီတဲ့မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးကြလို့နိုင်ငံတကာပြည်ထနာအဖြစ်ရောက်ရှိသွားပါတယ် ULAAA ဟာ2015မှာရခိုင်ကိုစတင်အခြေချပြီး2019-2020ရခိုင်မြောက်ပိုင်းမှာအခြေပြုနိုင်ခဲ့လို့စစ်တပ်ရဲ့ယာယီအပြစ်ရတဲ့အခါအုတ်ချုပ်ရေးရန်တရားတွေထူထောင်ကာရိုဟင်ဂျာအရေးစတင်ဖြည့်ရှင်းခဲ့ပါတယ် ULAAA ရဲ့အုတ်ချုပ်ရေးမှာရခိုင်နဲ့မွတ်စလင်လူအဖွဲ့အစည်းတစ်ခုကြားတင်မြှင့်ရေး နိုင်ငံသားအလုံးတန်းတူအခွင့်အရေးရရှိမှုတွေအပေါ်အခြေပြုဖွဲ့စည်းပါတယ်။ဝက်စလင်ဒေတာကံတွေပါဝင်တဲ့အုပ်ချုပ်ရေးတရားစီရင်ရေးကိုထူထောင်ပါတယ်။စစ်တပ်ကန့်သတ်ထားတဲ့ခရီးသွားလာကွင်တွေကိုဖျက်သိမ်းပါတယ်။ရခိုင်နဲ့မွတ်စလင်လူအဖွဲ့အစည်းနှစ်ရပ်ကို နေ့စဉ်ဘဝမှာအတူတူရှင်သန်ဆက်ဆံစီပြီးဈေး၊ကြောင်းအားကစားပွဲတွေမှာအတူတကွရှင်တွဲပြန်လဲတွေ့ရှိလာရတဲ့အဟဇာတဖြစ်မူဝါဒအစပြုလာပါတယ်။ 2019နဲ့2020တုန်းကအေအေနဲ့စစ်တပ်ကြားတိုက်ပွဲပြင်းထန်ခြင်းဘယ်ဘက်ကမှအာဏာမသက်ရောက်ချိန်မှာမြောက်ဦးမြောက်ပိုင်းကမွတ်စလင်ရွာ ဖြစ်တဲ့လက်မရွာမှာလူမိုက်တစုတောင်းကျမ်းနေလို့ကြေးရွာရမီရဖတွေကအေအေကိုအကူအညီတောင်းပြီးဖမ်းဆီးအပြစ်ပေးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒါကိုပြည်ပရောက်ရိုဟင်ဂျာအရေးတက်ကြွသူတွေက ULAA ဟာမွတ်စလင်တွေကိုပြိနှိပ်တယ်ဆိုပြီး ပြစ်တင်ရှုတ်ချတဲ့ကြောင်ညာချက်တွေသတင်းမှားတွေထုတ်ပြန်ပါတယ်။သူတို့ရဲ့ထုတ်ပြန်ပြောဆိုချက်တွေမဟုတ်မမှန်ကြောင်းကိုမြောက်ဦးနဲ့မင်းပြဒေသခံမွတ်စလင်တွေကကြောင်ညာချက်ပြန်လည်ထုတ်ပြန်ပြီးတုံ့ပြန်ပါတယ်။2024မှာဘူတီတောင်ဒေသအစကခ15နဲ့တိုင်ရင်ဌာနချုပ်တွေတိုက်ခိုက်နေတုန်းကလည်းပြည်ပရောက်ရင်ဂျာအရေးလှုပ်ဆောင်နေသူတွေက ULAA ဟာမွတ်စလင်တွေကိုလူမျိုးတုံးတတ်ဖြတ်တယ်ဆိုပြီး ပြဿနာကိုရှုပ်ထွေးစေပါတယ်လက်တွေ့မှာကမွတ်စလင်အစွန်းရောက်လူငယ်တွေကိုသွေးထိုးလုံစော်ပြီးဘူဒီတောင်က ရခိုင်နဲ့ဟိန္ဒူတို့ရဲ့အိုးအိမ်နဲ့ဘာသာရေးအဆောက်အုံတွေမိရှုတာတွေ့ရပါတယ်ဘူဒီတောင်တိုက်ပွဲမှာစတွေ့တာကစစ်တပ်ရဲ့လေးကျင့်လက်နဲ့တတ်ဆင်ပေးထားတဲ့မော့စလင်ပြူစော်တီတွေပါ ေကမောင်တော်ဒေတာရဲ့စစ်တပ်အခိုင်အမာစစ်စခန်းတွေကိုရှင်းလင်းပေးတဲ့နောက်ဝက်စလင်ပြူစောတီတွေဟာဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဆုတ်ခွာသွားပြီးရိုဟင်ဂျာကယ်တင်ရေးတပ်အာဆာအာကန်ရိုဟင်ဂျာတပ် ARA ရိုဟင်ဂျာသွေးစည်းညွညွရေးအဖွဲ့ RSO စတဲ့မူရင်းနာမည်တွေနဲ့ပြန်လည်ရပ်တည်တာ တွေ့ရပါတယ်သူတို့ဟာဘူဒီတောင်မောင်တော်နယ်စပ်မှာလှုပ်ရှားပြီး ULAA ကိုတိုက်ခိုက်ပါတယ်ဒီဒေသမှာရှိတဲ့ရခိုင်မျိုးနွယ်စုတွေကို အလင်းဝင်ရောက်တက်ဖြတ်တဲ့အကျန်းဖက်လို့ရက်ကိုလှုပ်ဆောင်တာလဲတွေ့ရပါတယ်၂025နှစ်လေလောက်မှာဝူတီတော်အနီးထန်းလျှောက်ခံရွာကဝက်စလင်600လောက်ကိုအေအေကလူမျိုးတုံးတက်ဖြတ်ပါတယ်ဆိုပြီးပြပရောက်ရ ेंजर အရေးတက်ကြွသူတွေကဆွဆွဲပါတယ် ULAA ကသတင်းသမားတွေကိုဖြစ်စဉ်ဖြစ်ပွားတဲ့ရွာစီခေါ်သွားပြီးဖန်စီထားတဲ့စာကခ15ရဲ့ဒုစာကခမူးနဲ့ထန်းလျှောက်ခံရွာသားတွေကိုတွေးဆုံပေးပါတယ် ။သေဆုံးသူတွေဟာမွတ်စလင်ရွာသားတွေမဟုတ်ဘဲမြန်မာစစ်တပ်ကစစ်သားတွေနဲ့မွတ်စလင်ပြူစောထီးတွေပါ။ဒါအပြင်ထမ်းလျှောက်ခံရွာသားတွေဟာနေရာသစ်မှာကောင်းမွန်စွာ ရှိနေတယ်လို့သိရပါတယ်။ပြပရောက်မွတ်စလင်အရေးတက်ကြွလှူရှားသူလို့ပြောတဲ့သူတွေဟာ လူမျိုးတုံးတပ်ဖြတ်တယ်ဆိုပြီးမြန်မာစစ်တပ်ကသာမကဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကိုလည်းနိုင်ငံတကာမှာတရားစွဲခဲ့တယ်လို့အခုလဲ ULAA ခေါင်းဆောင်တွေကိုတရားစွဲပြန်ပါပြီဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကအခမ်းအနားတွေမှာမြန်မာနဲ့ပတ်သက်ရင်အစိမ်းအနီးရခိုင်အားလုံးကိုစန့်ကျင်တဲ့အစွန်းရောက်လူမျိုးကြီးအမြင်တွေကိုပဲပေါ်ပြတာတွေ့ရပါတယ်ပြောရမယ်ဆိုရင်နိုင်ငံရင်းနဲ့ပတ်သက်ပြီးခိုင်မာတဲ့မူဝါဒမရှိဘဲ အစွန်းရောက်လူမျိုးရေးအမြင်နဲ့လှုပ်ရှားနေကြတာပါပြည်ပရောက်ရင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေရောရင်ဂျာလက်နက်ကင်အဖွဲ့တွေမှာပါတူညီတဲ့အချက်ကမြန်မာစစ်တပ်ကလူမျိုးတုံးတက်ပြတ်ပါတဲ့ဆွဆွဲခဲ့ပြီးမဲ့2021စစ်အာဏာသိမ်းပြီးတဲ့နောက်စစ်တပ်ကလက်တွေတိုက်ခိုက်ခြင်းမရှိတော့ပါဘူးရိုဟင်ဂျာလက်နက်ကင်အဖွဲ့တွေကမြန်မာစစ်တပ်လက်အောက်ခံပြူစောတိအဖြစ်ရပ်တည်ပြီးတိုက်ခိုက်နေသလိုရိုဟင်ဂျာရေးတက်ကြွသူတွေကလည်း UNG PDF ULAA တို့ကိုနောက်ကျောဓာတ်နဲ့ထိုးတဲ့အလုပ်ပဲလုပ်နေတာတွေ့ရပါတယ်။မော့စလင်နဲ့ရခိုင်တို့ကြားပြဿနာကိုဆွေးနွေးအပြေရှာဖို့တိုက်တွန်းကြပြီး ULAA ကလည်းလက်ခံပါတယ်။ဒါပေမဲ့များပြလာတဲ့မော့စလင်အဖွဲ့အစည်းတွေဟာတကယ်တမ်းမော့စလင်လူတို့ကိုကိုးစားပြုပါမလား။ဒီအဖွဲ့အစည်းတွေဟာ ြည်ပမှာအခြေစိုက်တာရှိသလိုနေဇက်ကလက်နက်ကင်တွေလည်းရှိပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ကုလသမဂ္ဂထောက်ခံတဲ့အဖွဲ့အစည်းတချို့လည်းရှိပါတယ်။ဒီအခြေအနေမှာ ULAA ကရခိုင်မှာရှိတဲ့မွတ်စလင်လူအဖွဲ့အစည်းတွေသူတို့ရဲ့ဘာသာရေးလူမှုရေးခေါင်းဆောင်တွေနဲ့ဆွေးနွေးပြီးဧသကမွတ်စလင်တွေပါဝင်တဲ့အုပ်ချုပ်ရေးတရားစီရင်ရေးပညာရေးကျန်းမာရေးနဲ့ရဲလုပ်ငန်းတွေကိုအောင်မြင်စွာထူထောင်လာနိုင်ပါတယ်။ စစ်တပ်2012ထဲကပိတ်ထားခဲ့တဲ့မောင်တော်မျိုးမဂျာမေပလီကို ပြန်လည်ဖွင့်နေပေးခဲ့ပြီးရခိုင်ပြည်ရှိမွတ်စလင်တို့ရဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ ULAAA ဟာစစ်အာဏာရှင်စနစ်ဖြုတ်ချရေးရခိုင်လူအဖွဲ့အစည်းတဟဇာတဖြစ်ရေးရခိုင်ရှိနိုင်ငံသားတိုင်းအခွင့်အရေးအပြည့်အဝရရှိရေးလမ်းကြောင်းကနေသွေးဖယ်ခြင်းမရှိဘဲမွတ်စလင်အရေးကိုတဆင့်ပြီးတဆင့်ဖြည့်ရှင်းနေတာတွေ့ရပါတယ်။ ကုလသမဂ္ဂအတွင်းမှုချုပ်မှတ်ချက်ပေးခဲ့သလိုရခိုင်မှာမွတ်စလင်ဒုက္ခသည်ပြဿနာဖြေရှင်းဖို့ ULAA ကိုဖယ်ထုတ်စဉ်းစားလို့မရဘူး ULAA ကိုမန်တိုင်ပြုစဉ်းစားမှပြဿနာတွေအေးချမ်းစွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်